တရင်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင် channel မှာဒီကနေ့မတ်လ16ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ကန်အပ်ပါတယ်ခင်ဗျာကိုရကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ KNL စေဦးစီးချုပ်ဘိုးချုပ်ကြီးစောချုံရဲ့နေရင်းတို့စစ်တပ်ကအသေးကန်ဒရုန်းများနဲ့ပစ်ခတ်တိုက်တော်လဲလုံနေပြည့်စည်တဲ့စုံတရားထိခိုက်မှုမရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ကရင်မျိုးသားစီယုံ KNU အုပ်ချုပ်မှုနယ်မြေဓမ္မအခွန်အတွင်းမှာရှိတဲ့ KNL လေစိုးစီချုပ်ဗိုလ်ချုပ်ကြီးစောချောနေရဲ့နေအင်းဤတို့စစ်တပ်ကအသေးကံဒရုန်းများနဲ့ဖိကတ်တိုက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ကပြောဆိုပါတယ်ဒီကနေ့မတ်လ16ရက်နေ့မနက်3:00နာရီချိန်မှာစကောင်းစီတပ်ကလုတင်လိုက်တဲ့အသေးကံဒရုန်း3စီးဟာ KNU ဓမ္မအခွန်နယ်မြေတွင်ရှိ KNL လေစိုးစီချုပ်ဗိုလ်ချုပ်ကြီးစောချောနေရဲ့နေအင်းဤတို့ကြားရောက်ပောက်ကွဲခဲ့ကြအောင်ထို့သောပောက်ကွဲမှုကြောင့်လူထိခိုက်မှုတစုံတရာမရှိကြောင်းသိရပါတယ်ဒီနေ့မနက်3:00နာရီကျော်အချိန်ကဒရုန်း3လုံးစတိုက်ကြတယ် ပောက်ကွဲမှုကတော့မြေပါတုံနေလူထိခိုက်မရှိပါဘူးဇေဦးစည်းကျုပ်စောကျော်နေရဲ့အိမ်နာခြားရောက်ပောက်ကွဲပါတယ်ရေဆန်သားကိုပုံးတလုံးဘလုံးကွင်းသားမှာပုံးတလုံးပောက်ကွဲတယ်ခရမ်းညုတ်ဓမ္မအခွန်စေယုံကျုပ်ထဲကိုဦးတည်ပြီးတော့ဒရုန်းတွေကိုလွှတ်တာပောက်ကွဲမှုကအရင်ကတည်းကပို့ပြီးတော့အားပြင်းလာတယ်လို့ခရမ်းညုတ်သတင်းရင်းမြစ်ကပြောဆိုပါတယ်ပြီးခဲ့တဲ့မတ်လ၁၄ရက်နေ့ကခရမ်းညုတ်ဓမ္မအခွန်ထိန်ချုံနယ်မြေပိုင်းချုံမြို့နယ်မှာရှိတဲ့စကောင်းစီရဲ့ပိုလူတူစကန်းကိုကရင်မျိုးသားလူမျိုးရေးတက်မတော့ကရင်နယ်လေဦးဆောင်တဲ့မာမိတ်တပ်များကတင်ပိုက်ပြီးတဲ့နောက် စကောင်းစီတံများကအသေးကန်ဒရုံများနဲ့ KNU ရဲ့ဌာနချုပ်ဖြစ်တဲ့ဓမ္မအခွန်ကိုဦးတည်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ KNU သတင်းရင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မူဆယ်မှပြည်သူ့ဆဲ့ဘွဲ့အချင်းချင်းဖမ်းဆီးရိုက်နှက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာဂျာပြန့်လောင်ကစားရုံကိုငွေတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စကောင်းစီလာအောက်ကန်ပြည်သူ့ဆဲ့အချင်းချင်းဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့မျိုးကန်တချို့ကပြောပါတယ်။အဆိုပါပြည်သူ့ဆဲ့အချင်းချင်းဖမ်းဆီးရိုက်နှက်မှုဟာ မူဆယ်မြို့မင်္ဂလာမူဆယ်အင်းရအနီးမှာမက်ဆလာစခုညံနေကဖြစ်ပွားခဲ့တယ်လို့မျိုးကန်တဝူကပြောပါတယ်။ဂျာပြန်ယုံကိုငွေတောင်းတာကနေစားဖြစ်တာလို့သိရတယ်။ပြီးတော့ဖွင့်ထားတာကလည်းဘီသူဆဲအဖွဲပိုင်မယ်။မူဆယ်မှာကတော့ဘီသူဆဲအဖွဲတွေကသူတို့ချင်းချင်းရောလူရူးပေါ်မှာရောရန်ကားမှုတွေကတော်တော်လေးချင်းနေစိုးနေတယ်လို့ဒေသခံတဝူကပြောပြပါတယ်။ဒါပေမဲ့ယခုဖြစ်စဉ်အသေးစိတ်ကိုတော့အတိအကျမသိရသေးပါဘူး။လူမှုကွန်ရက်တွေမှာပြန့်နှံ့လာတဲ့ရုပ်သက်တွေမှာဘီသူဆဲယူနီဖောင်းဝတ်ဆင်ထားသူတချို့နဲ့အရဝတ်နဲ့လူတချို့ကတဏ္ဍာများကိုခိုင်းဆောင်ထားပြီး ၎င်းတို့ဖန်ထားသူတချို့ကိုရိုင်းနှက်ကန်ချောင်းနေတာကို တွေ့ရပါတယ်။စကောင်းစကမိုးဆဲကိုမထိန်းနိုင်တော့ဘီသူစစ်တွေကိုအတ်ထားတာ။ဒါကလိုင်းမော်တက်လာလို့သိရတာ။အများစုကတက်ပြီးတော့အလောင်းပြောက်ပြစ်တာလို့မျိုးကန်တဝူကပြောပါတယ်။လက်ရှိမိုးဆဲမျိုးမှာစကောင်းစီလက်အောက်ကန်ဘီသူစစ်ဘွဲ6ဖွဲ့တက်မနေရှိနေပါတယ်။အဆိုပါစကောင်းစီရာရှိများနဲ့ဘီသူစစ်ဘွဲတွေဟာဂျာပြန်းလုပ်ငန်းများလောင်ကစားနဲ့ပြောပြေးလုပ်ငန်းများမှလည်းရင်းနှီးမြှုပ်နှံထားပြီးတော့အဆိုပါလုပ်ငန်းများကိုကာကွယ်ပေးထားတယ်လို့မျိုးကန်များကပြောပါတယ်။ဒါပြင်ပြီးခဲ့တဲ့2024စက်တင်ဘာလ23ရက်နေ့ ဒီဇင်ဘာလ16ရက်နေ့မှာလဲမူဆယ်မျိုးပေါ်မှာပြည်သူ့စစ်အဖွဲ့ပိုင်ဂျာဖျန်းယုံတချို့ကိုဒီအုပ်ရဲ့တပ်ဖွဲ့ရဲ့သတင်းပေးမှုနဲ့အတူစကောင်းစီကဝင်ရောက်ဖမ်းဆီးစစ်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်အဆိုပါတိုက်ပွဲတွေနောက်ပတ်စလုံးတည်ဆုံသူတချို့ရှိခဲ့ပြီးခါလာရ68တည်ရင်မှုနဲ့မူဆယ်လူကုန်တရဲ့တပ်ဖွဲ့မှုတို့တန်းရရရှိခဲ့ပါတယ်မူဆယ်မျိုးဟာဒဇင်နှစ်ခုဆက်စင်ရေးပထမပိုင်းမှာမြောက်ပိုင်းကြီးနောင်မားမိတ်၃ဘွဲကတိုက်ခိုက်ရန်ပြင်ဆင်နေစဉ်တွင်ဒီဟုတ်ကဂျာဝဲညီနိုင်ပေးခဲ့တဲ့ဟိုက်ကန်အပြည့်ရဲ့စာချုပ်ကြောင့်မတိုက်ခိုက်ပဲခြံခဲ့တဲ့မျိုးဖြစ်ပါတယ်။ဒါပြင်တရုတ်နိုင်ငံနဲ့နယ်စပ်ကုန်းတို့ရေးမျိုးဖြစ်ပြီး မူဆက်တရား9မှန်ကုံတော်ရေးဆုံးကိုတော်လိုင်းအင်အားစုများကထိန်းချုပ်ထားပါတယ်။လက်ရှိမှာစကောင်းစရာမျိုးဘောမှသာတဆွဲထားနိုင်ပြီးအုတ်ချုပ်ရည်ရန်နေရလဲခေါင်းမွှတ်စွာမလဲပတ်တော်ဘူးလို့ဒေသခံများကပြောပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အာရခတက်တော်နဲ့လိုအပ်တဲ့ဆုံးနှဲမှုတွေပြုလုပ်ရမယ်လို့ကုလတွင်းရင်မှုချုပ်ပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ဒီကိုင်းပြည်နယ်မှာအာရခတက်တော်ဟာလက်ရှိအရှိတရားတခုဖြစ်တဲ့တော့အေးနဲ့ဆုံးနှဲမှုတွေပြုလုပ်ရမယ်လို့မိမိနေနဲ့ယုံကြည်ကြောင်းကုလသမဂ္ဂတို့တွင်တွင်းရင်မှုချုပ်ကပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်တို့လေယက်တာခရီးစဉ်နဲ့ရောက်ရှိနေတဲ့အန်တိုနီယိုဂူတာရက်စ်ကမချလ15ရက်နေ့စနေနေ့မှာရခိုးကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ရိုင်းဘီကရွန်ဂျာလူတို့ရဲ့အခွင့်အရေးတွေကိုအပြေးအဝလေးစားလိုက်နာနိုင်ရေးတို့ကယခုအာဒကာတက်တော်နဲ့ထိတွေ့ဆက်ဆံဖို့အရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်လို့ဂူလာတို့တွေတွေ့ရင်မှုချုပ်ကပြောဆိုပါတယ်။နိုင်ငံသားရေးကြံပေးတိုဟေဟုတ်စိန်နဲ့ပူတွဲသတင်းစာရှင်းလင်းပွဲမှာအခုလိုပြောကြားခြင်းဖြစ်ပါတယ်။ရွန်ဂျာများကိုရခိုင်ပြည်မှာမု슬င်လို့သာခေါ်ဆိုသုံးလုံးတယ်လို့အာရကတက်တော့ကလည်းဆိုပါသုံးလုံးကိုအသေးမှမပြုတ်ပဲမု슬င်လို့သာရေပူရခေါ်ဆိုသုံးလုံးပါတယ် ဒါပြင်တစ်ချိန်တည်းမှာပဲနိုင်ငံတကာတိုင်ဝမ်နဲ့အိန္ဒိယနိုင်ငံများကလည်းတိုင်ဝမ်များရဆိုင်ပြီးတော့ဒီမိုကရေစီအပြေးအဝါပြန်လည်ထူထောင်နိုင်ရေးအတွက်မြန်မာပေါ်ဖိအားတွေပေးဖို့လိုအပ်တယ်လို့ကုလသွေးမှုကဆိုပါတယ်။အလားတူအခြေအနေပေးပါကဘင်္ဂလားဒေ့ရှ်မှာတစ်ဆင့်မြန်မာနိုင်ငံသို့စာနာမှုကူညီများပေးရနိုင်ရေးလမ်းကြောင်းများထားရှိမဲ့လာလာများကိုတုံ့တက်နေတယ်လို့လည်းကုလသွေးမှုချုပ်ကပြောဆိုထားပါတယ်။တော်တော်လေဒီမှာခွင့်ရနာနဲ့ပူပေါင်းဆောင်ရွက်မှုတို့ပေါ်အဓိကမူတည်နေတယ်လို့သူကဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးကြံပေတိုဟေဟုဆိုင်ကလည်း မြန်မာအနာပိုင်းတွေကိုကျွန်တော်တို့တဆူတဆီးတဲ့ဖိအားပေးဖို့အချိန်ရောက်နေပါပြီ။နေဆမ်းမှာအရှိတရားတက်တွေဖြစ်ပေါ်နေပြီဖြစ်တဲ့တော့အနာပိုင်းလေးလို့သုံးလုံးရတာဖြစ်ပါတယ်။အခုတို့တို့အားလုံးကိုဖိအားပေးရပါမယ်လို့တရင်းစာရှင်းလင်းပွဲမှာပြောဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရကတက်တော်တို့ပူးပေါင်းဆောင်ရွက်ပြီးနေဆမ်းဖြတ်ကျော်ကုန်သွယ်ရေးနဲ့ရခိုင်ပြည်မှာစတန့်တင်ပြည်သူများကိုစာနာမှုကူညီပေးရေးတို့မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန်လိုအပ်တယ်လို့45 right ဘွဲကယခုလ3ရက်နေ့မှာထုတ်ပြန်ထားခဲ့ပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်းကတော့စကောင်းစီချင်းမြင့်တဲ့ဘွဲတဆိုင်ရရခိုင်ဆရာတော်များ ရန်ကုန်မှာထဆင့်ခုံပြူပူဇော်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကောင်းစကချင်းမြင့်နဲ့ဘွယ်တဆိတ်တော်ရရခိုင်ဆရာတော်များထဆင့်ပူဇော်ခုံပြူပွဲကိုရန်ကုန်တိုင်းဗဟန်းမြို့နယ်မှာကျင်းပခဲ့တယ်လို့ရန်ကုန်ဒေသခံများထံကသိရပါတယ်။မြန်မာနိုင်ငံအမျိုးမျိုးနယ်နယ်မှာရှိတဲ့သာသနာတော်ဆိုင်ရာဘွယ်တဆိတ်တော်ရရခိုင်နယ်ဘွားတန်ကားတော်များအားထဆင့်ခုံပြူပွဲကိုမချလာ၁၆ရက်နေ့ကဗဟန်းမြို့နယ်ရွှေကုန်းစည်တော်ရှေဖမ်းမုံမှာရှိတဲ့ရခိုင်ပြည်နယ်ဓမ္မယုံမှာကျင်းပခြင်းဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ၄ရက်နေ့မှာစကောင်းစီက ဒါသနာတော်ဆိုင်ရာဖွဲ့စည်းတော်များစက္ကတ်ချင်းမြင်ကြရောရခိုင်တော်ဘွားဆရာတော်တန်ဃာတော်စကိုးပါဒီလားရှင်ကြီးတစ်ပါးနဲ့လူဘုတ်ကိုတဝူတို့ချင်းမြင်ခံကြရတယ်လို့သိရပါတယ်ဒီထဲမှာဘိတ္တဆမဟာရထဂူရုဘတ်စည်းတော်ရာဆရာတော်ကြီးနှစ်ပါးလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်အဆိုပါဆရာတော်တန်ဃာတော်များပါဝင်ဒီလားရှင်ဆရာကြီးနဲ့လူဘုတ်ကိုတို့ကိုထပ်ဆင်းကုန်ပြုပွဲကျင်းပခြင်းဖြစ်ပါတယ်အခမ်းအနားမှာရခိုင်ဘိုးစီတော်တီဘီတန်ဃာတော်များကိုပင်ဆောင်ပါရခိုင်ပြည်နယ်ဓမ္မယုံခေါ်ပကအဖွဲ့ဥက္ကဋ္ဌဦးစောသိမ့်မှာ အခမ်းအနားစာတမ်းနဲ့ပူဇော်ပွဲကိုဖွင့်လှစ်ခဲ့တယ်လို့စကောင်းစင်နဲ့နေဆက်တဲ့မီဒီယာတွေမှာဖော်ပြထားပါတယ်။ထို့နောက်ဒါသာနာတော်ဆိုင်ရာဖွဲ့တဆိတ်တော်ရာဆရာတော်ကြီးများကိုဒါဝင်ရှိသူများနဲ့လူရှင်များကဂုံပြူးမတန်းလောများနဲ့လူပွဲပစ္စည်းများကိုစက္ကပ်လူတန်းခဲ့ကြတယ်လို့လည်းသိရပါတယ်။အဆိုပါခမ်းအနားကိုရခိုင်ပြည်နယ်ဓမာယုံထိန်းသိမ်းဆောင်ရှောက်ရေးခေါ်ပကဖွဲ့နဲ့ရခိုင်လူမှုအဖွဲ့အစည်းများတခြားလူရှင်များပူးပေါင်းချမ်းပါခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရခိုးကဲ့သို့ထက်ဆင်းခုံပြူပွဲကိုချမ်းပါလာခဲ့တာဟာ38ချိန်ထိရှိလာခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ်စေကောင်းဆောင်ရဲ့နေအိမ်မှာဘန်ကာများဒုချဲ့ဆောက်လုပ်ထားပြီးနေပြီးတော့မှဒုခန့်စေပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စေကောင်းစီရုံဆိုင်ရာနေပြီးတော့မှဒုခန့်စေပြင်ဆင်နေပြီးစေကောင်းဆောင်မင်းအောင်နိုင်ရဲ့နေအိမ်မှာပါလုံခြုံရေးဒုမြင့်ကဘန်ကာများဆောက်လုပ်ထားတယ်လို့သိရပါတယ်။စေကောင်းဆောင်ရဲ့နေအိမ်မှာဘန်ကာ၅လုံးအခိုင်အမာဆောက်လုပ်ပြီးစီးနေပြီးစေယုံချုပ်အနီးမှာပါလက်နက်ကြီးများတန်ချက်ကရင်များပါဒုချဲ့ပြီးတော့ခံစဲတူအဒုပြင်ဆင်လျက်ရှိတယ်လို့သိရပါတယ်။အရင်ကစေကောင်းဆောင်အိမ်မှာလုံခြုံရေးတပ်ရင်တပ်ဖွဲ့တွေပဲရှိတာအခုကဘန်ကာတွေပါဆောက်ထားတယ်။ ူ့အိမ်ပချက်လဲမှာပဲဖန်ကားတွေစောက်ထားတာသူ့ကိုပြန်ဝိုင်းတိုက်မှာဆိုလို့ထင်ပါတယ်လို့ဓာတ်တွင်းသတင်းများကိုစုံစမ်းဖော်ပြနေတဲ့ CDM ဗိုလ်ကြီးစင်အောင်ကပြောပါတယ်ရခင်ကစကောင်းဆောင်ရဲ့နေအိမ်အတွက်လုံခြုံရေးတပ်ရင်းတစ်ခုသာထားရှိပြီးယခုနေအိမ်ပပက်လဲမှာဖန်ကားအများကိုပါစောက်လုပ်နေပြီးတော့လုံခြုံရေးတိုးမြင့်အင်အားထုတ်ချက်ထားတယ်ယခုနေအိမ်ပပက်လဲမှာဖန်ကားအများကိုပါစောက်လုပ်ထားပြီးတော့လုံခြုံရေးတိုးမြင့်အင်အားထုတ်ချက်ထားတယ်လို့လည်းသိရပါတယ်ဒါပြင်ပြီးခဲ့တဲ့ရပိုင်းတွင်းကစေယုံကျောက်အတွက်လုံခြုံရေးလို့ဆိုတာ အမတ်ချောက်ဆက်စင်ရေကိုခဲမှုဌာနချုပ်စကားခါ6တွင်လက်နက်ကြီးများတက်ဆင်ပြီးတော့ဇတ်တော်ရေဒုံမြောင်းများဇတ်တော်ရေဒုံမြောင်းများဒူးကဂျာမာစက်ကြီးများပါထိုင်ချထားတယ်လို့သိရပါတယ်။မြူသားညညိုရေဆိုရအန်ယူကြီးရဲ့ကာကွယ်ဝင်ကြီးဦးရီမွန်ဟာပြီးခဲ့တဲ့မဆလာရှဲနေကပြုလုပ်တဲ့တော်လိုင်းတစ်ဖွဲ့များရဲ့တမိုးတင်တဲ့စစ်ပွဲတစ်ခုမှာပြည်သူ့ကွယ်ရေးတပ်ဖွဲ့များနဲ့မဟာမိတ်တော်လိုင်းရေးဖွဲ့များလက်တွဲပါဝင်တဲ့အထွေထွေဒိုးစစ်ကြီးတရက်ကိုတနင်္ဂနွေလုံးတိုင်းတာနဲ့ဆွန်ွဲချပြီးဆေးရနာသိမ်းမှုကိုဆုံးသက်မယ်လို့ထည့်သွင်းပြောဆိုထားပါတယ်။ ဒါပြင်မန္တလေးတိုင်းတွင်းမှာရှိတဲ့ဒေသကားဝယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီးပြီးခဲ့တဲ့ဒီဇင်ဘာလတတိယပတ်မှစတင်ကရန်ကုန်မန္တလေးအမြန်လမ်းမှာလုံခြုံရေးယူစစ်ဆေးမှုတွေစတင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့မတ်လ14ရက်နေ့ည7:00နာရီခန့်မှာအမတ်3900တက်မှ PDF များနဲ့ရန်ကုန်မြောက်ပိုင်းခရိုင်ဘာခါဖခွဲနဲ့ပူးပေါင်းတပ်ဖွဲ့များမှစစ်တပ်ရဲ့တရားထမအင်းဒီမှာရှိတဲ့စင်စလုံးစစ်ဆေးရေးခဲကိုဝင်ရောက်တိုက်ခိုက်ရမှာတပ်ဖွဲ့ဝင်လေးဦးတေဆုံးပြီးသုံးဦးထဏ်ရာရရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ AE ရဲ့ထိုးစစ်ဟာလည်းပဲခူးတိုင်းနောက်ဖက်ချမ်းသို့ရောက်ရှိလာပြီးဗရောင်မျိုးနယ်အတွင်းရှိတပ်စခန်းများကိုပါတင်ဆက်ထားကောင်းယခုကပ္ပစာစစ်ရုံများတရှိရာသို့စစ်ရေးဟာဦးတည်နေပြီလို့လည်းသိရပါတယ်ထို့နောက်ဘိုးကိုကဲမှုကင်းမဲနေခြင်းသည်အားနည်းချက်လို့ဆိုတော့လဲအားသာချက်ဖြစ်လာနေတဲ့ဆိုတဲ့ဆောင်းမရှင်ဆရာလာဆိုဝဲရဲ့ရေးသားဖို့ပြထားမှုကိုတင်ဆက်ပေးကြပါမယ်မြန်မာစစ်ရေးလေးလာနေသူဒေါ်မီမီဝင်းဘတ်မှ The Development စာဆောင်မှာအောက်ပါတိုင်းတုံးသက်ရေးသားလာခဲ့ပါတယ်နရဟစတဲ့ဖေဝါရီလတရနေ့စတက်မအာနာတင်းထုတ်လိုက်တဲ့အခါမှာတော့ သမိုင်းဟာတကြောပြန့်လည်လာပြီလို့အများကယူဆကြကြပါတယ်။နိုင်ငံကိုဖိနှိပ်အုပ်ချုပ်ရမှာဆယ်စုနှစ်ပေါင်းများစွာတွေးကြုံရှိထားပြီဖြစ်တဲ့ပြင်လက်နက်အရာမှလည်းတောင်းတင်းလာသည်ဖြစ်တာကြောင့်အင်အားကြီးလုံး၍ကြာရှုံးရန်မဖြစ်နိုင်လောက်လို့တွက်ဆထားကြပြီဖြစ်ပါတယ်။ရခိုင်1988နဲ့2000ခုအတွင်းအုံချွားကန်ခွက်ခဲမှုများဟာလည်းရဲရဲဆက်ဆက်ချင်းမုန်းခံခဲ့ရပြီဖြစ်ပါတယ်။သို့တော်လည်း၎င်းတို့ရဲ့အာဏာသိမ်းမှုကိုစမ်းကျင်ကန်ခွက်မှုများက2021မှာစတင်လာခဲ့ရမှလေးနေကြယခုချိန်မှာ ရခင်ကယူဆထားမှုများကိုခြေဖျားနိုင်ခဲ့ပြီးတော့စတက်ဟာရေးနှိမ်တဲ့တဲ့နှိမ်လာခဲ့ပါတယ်။ဤဒီကလည်းဘိုးကိုကဲမှုမရှိတော့လဲအခြေအနေနဲ့လိုက်လျောကြီးတွေစွာလှုံရှားနိုင်စွာအားကောင်းလာခြင်းကြောင့်အာနာတိန်တက်များဟာနေမြေအမြောင်များကိုလက်လွတ်ခဲ့ရပါတယ်။ဒိုင်းရင်သားလက်နက်ကင်ပွဲများတနည်းတနည်းတဲ့ထိုးစစ်ဆင်လာခဲ့တာကြောင့်မဟာဗျူဟာချတဲ့စကမ်းများလက်လွတ်ခဲ့ရပါတယ်။၂၀24မှာတော်လိုင်းဤတက်များဟာနေပြည်တော်သို့ဦးတည်ချီတက်လာနိုင်ပြီဖြစ်ပါတယ်။လူများစင်မြပြင်အခြေအနေနဲ့တော်လိုင်းဤရဲ့ပြောင်းလဲလာမှုများနဲ့တူမဆုံးမနဲ့တွန်းလှန်တိုက်ခိုက်လာနိုင်ခဲ့ခြင်းကြောင့်လည်းဖြစ်ပါတယ်။ ဤတွေကလည်းငားများတနေရာမှတနေရာသို့ကူခတ်ရမှာဒဏ်ကြီးတညာတဲ့ဟန်ချန်ကြီးညီကူခတ်တယ်လို့မျိုးလှူရှာနိုင်ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်ဘိုးကိုကဲမို့မရှိတော့လဲအခြေအနေနဲ့အညီလိုက်လုံးကြီးတွေ့အောင်စဉ်းမနိုင်ခဲ့တာကြောင့်စတက်နေတဲ့တစ်ချက်သေးနဲ့လဲထိုးနိုင်ဖို့မဖြစ်နိုင်တဲ့အခြေအနေဆက်ရောက်ခဲ့ရပါတယ်ငားများပြန်တန်းကြတယ်လို့ခေါင်းဆောင်မှုဝလဲအပြောင်းနဲ့ဒေါ်လာရေးရှင်ဟုံကိုဆက်ပြီးတော့ထိန်းထားနိုင်ခဲ့ပါတယ်ထိုကဲ့သို့ပုံတင်မဟုတ်ပဲလိုအပ်ရင်လိုအပ်သလိုဖွဲ့စည်းတိဆောက်လာမှုဟာဖယိုဖယဲလိုယူဆထားတဲ့အနေအထားကိုအားသာချက်ဖြစ်ပြောင်းလဲပြင်နိုင်ခဲ့ပါတယ် စကောင်းစီအားလည်းဖီးယားစတိုက်ဆိုသလိုပေးနိုင်ခဲ့ပြီးဒီဟုတ်ကဲ့သို့အင်အားချိနိုင်ငံအများကြီးရဲ့ဂျိုးကန်ချဲလဲနိုင်မဲ့လားလာများကိုဖယ်ရှားနိုင်ခဲ့ပါတယ်မြန်မာတို့ရဲ့ဒေါ်လာရဲ့တဆုတစည်းတဲ့ကိုကဲမှုမရှိပဲဘီဒူကာကွယ်ရေးတက်များဒိုင်းနာတက်များဒေတာကန်ကာကွယ်ရေးတက်များအမျိုးသားညီညွတ်ရေးအစိုးရစသဖြင့်ကွဲကွဲပြားပြားဖြစ်နေပုံရပါတယ်တဝူးရဲရဲ့ခေါင်းဆောင်မှုဌာနချုပ်လို့လည်းတသက်မမတ်မရှိပါတိုးတော့လေစိုးပါနေတာဟာအားနေချက်ဖြစ်မလာပဲအားသာချက်ဖြစ်လာရပါတယ်ငါ့အိုများကဲသို့ပင်ခိုးဆိုးနဲ့ကိုရည်ဝဲချက်တူညီသွားလို့ရှားနေကြပြီး ထောက်လိုင်းရင်တရေများဖလှယ်ခြင်းထားရှိတဲ့အရင်းမြစ်များဝင်းငါခြင်းဆားရှိတဲ့နီလန်းများနဲ့လှူရှားနေကြခြင်းဖြစ်ပါတယ်။ဒါဒီပင်တပန်းထားတဲ့အကျိုးကျေးဇူးများစွာထွက်ပေါ်လာပါတယ်။ပရမချန်အနေနဲ့အာနာသိန်းဖွဲ့အနေနဲ့ခေါင်းဆောင်ဆိုဒီကိုပြင်မှတ်ထားရှင်လင်းနိုင်စွာမရှိဖြစ်နေပါတယ်။ဓမ္မူတယောက်ကြာဆုံးခြင်းဒုမဟုတ်ဖန်ဆီးခံရခြင်းကြောင့်ဒေါ်လန်ရေးဟာရင်းရင်သွားနိုင်ခြင်းမရှိခဲ့ပါ။ဒုတိယချက်အနေနဲ့ဌာနချုပ်ဟူ၍မရှိတာကြောင့်၎င်းတို့ပို့ချိန်မုံရန်ခွဲမတာဖြစ်လာရပါတယ်။ဒေါ်လန်ရေးတံများကနေရအနှံ့ပြန်ချင်းနေတာကြောင့်ဒုစစ်ကြီးတည်းရဲ့ဆင်နွဲဖို့ကတ်ခဲလာရပါတယ်။ တတိယချက်အနေနဲ့ဒေါ်လာရင်းတက်များကဆင်းပြေပြင်းနေထားကိုကြည့်ပြီးမိမိတို့သဘောတိုင်းလိုင်လုံးကြီးတွေပြောင်းလဲခြင်းသုံးနိုင်ခြင်းပင်ဖြစ်ပါတယ်။တနေရာမှာနှိခွေးသွားပါကတခြားနေရာမှာရှိန်မြင့်တိုင်းနိုင်တာကြောင့်စကောင်းစီတက်များဟန်ချက်ပြပြခဲ့ရပါတယ်။ဒီတွေဒေါ်လာရင်းတက်များရေရှည်စပွဲဆင်နွှဲလာနိုင်ပြီးစကောင်းစီတက်များရဲ့လက်နက်အင်အားနဲ့အရင်းမြစ်များအသာစီးရနိုင်မှုပြပြုံးသွားစေခဲ့ပါတယ်။အခြားသောဒေါ်လာရင်းများနဲ့မတူဘဲပြန်တန်းနေတဲ့ငန်းဝန်များလိုဒိုက်ပွဲချင်းတွေကိုကြည့်ပြီးတော့ခေါင်းဆောင်ကိုလှည့်ချပြောင်းလဲနိုင်စွမ်းရှိနေပါတယ်။ ပြန်တန်းနေတဲ့ငန်းများကဲ့သို့ခေါင်းဆောင်မှုအလဲပြောင်းလေးမျိုးရှိတာကိုတွေ့ရပါတယ်။နံပါတ်၁2021 22ဒေါ်လာရေးအစောပိုင်းစစ်မှာအန်ယူဂျီဟာနိုင်ငံရေးလမ်းညွှန်မှုပေးလာပြီးတော့ BDR ဟာမျိုးပြပြောက်ကြားအတွင်းနဲ့လှူရှားနိုင်ခဲ့ခြင်းကြောင့်စစ်တပ်ရဲ့ထိန်းချုပ်မှုဖွေရပေးရဖြစ်လာပြီးဒိုးဆက်များဆင်နိုင်တဲ့အဆင့်ကိုရအောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။နံပါတ်၂2023အောက်တိုဘာလမှာညီနောင်သုံးပေါ်မှာမေးပွဲဟာဒဇယ်နှစ်ခုဆက်စင်ရေးနဲ့မျိုးကြီးများစစ်ထနာချုပ်များဂုံတော်ရေးလမ်းကြောင်းများကိုတင်ယူနိုင်ခဲ့ခြင်းဖြင့်၎င်းတို့ရဲ့ဒေသမှာစစ်တပ်ကိုလဲထိုးနိုင်ခဲ့ပါတယ်။ နံပါတ်3အာရခတ်တော်ဟာရခိုင်ပြည်နယ်အတွင်းထိုးစစ်ကြီးဆန်သွားလာပြီးတော့နေမီအများပြားကိုဒိန်ပိုက်လာနိုင်ခဲ့တာကြောင့်စစ်တပ်ဟာတဆုပ်တဲ့ဆုပ်ခွာထွက်ပြေးနေကြရပါတယ်။နံပါတ်4 2024年ရခုတီအဓိကတိုင်းရင်းသားများဖြစ်တဲ့ကချင်ကရင်နီကရင်နဲ့ချင်းလန်းနဂိုင်အဖွဲ့များမှအသေးသေးစစ်မျက်နှာပေါင်းစုံမှထိုးစစ်ဆင်လာနေပြီးဖြစ်တာကြောင့်စစ်တပ်ဖို့နည်းနည်းနဲ့ကြဲကြဲဝိုင်းနေရပြီးဒေါ်လန်ဟီတံများဟာလည်းတပြေးပြေးနဲ့နေပြီးတော့နဲ့နေကဆပြူလာခဲ့ပြီးဖြစ်ပါတယ်။ထို့သောဒေါ်လန်ဟီကိုတယောက်တည်းလည်းဦးဆောင်လာခဲ့ပေမဲ့စစ်ဘန်းနဲ့လို့မရှိပဲ ဇက်လက်တခိုင်းနိုင်ပြီးတော့တရုတ်ရဲ့ဂျိုးကန်ချဲလဲခြင်းကိုရှောင်ရှားနိုင်ခဲ့ပါတယ်။အားလုံးကလည်းငံများလိုဦးတီးရာရေမှန်းချက်ကိုကောင်းစွာသိရှိထားပြီးဖြစ်ပါတယ်။စကောင်းစီတံများဖို့တော့ရည်ရွယ်ချက်များပျောက်ဆုံးနေပြီးညီညွတ်မှုပြပြားကလမ်းပြောင်းနေကြပါတယ်။စတက်ဟာရှေ့ဆက်ရည်တည်နိုင်စွာမရှိတော့ပါ။ရခိုင်အုံချွားမှုများနဲ့မတူဘဲနိုင်ငံအနှံ့ဒွန်းလန်တခိုင်းမှုများနဲ့ကြုံနေရပါတယ်။ရှင်းလင်းတဲ့အဓိကဘိုးဘိုးချမ်းမဆိုလို့မရှိတဲ့ပြင်၎င်းတို့တင်းကျပ်တဲ့ဆန်းစစ်အမိန်ပေးအမိန်ခံပုံစံမျိုးမဟုတ်ဘဲနဲ့ ပိုး၍လင်းလင်းမြန်မြန်နဲ့အခြေအနေနဲ့လည်းလုံးကြီးတွေ့စွာကိုင်ရဲတပွဲချိတ်ဆက်ခုခံမှုနဲ့ရင်ဆိုင်နေရပါတယ်။ဒါပြင်ဆဲအုပ်ချုပ်ရဲ့လက်အောက်မှာနေရန်လုံးဝလက်မခံနိုင်တဲ့လူဆက်တဲ့လူငယ်တော်လိုင်းကြီးတမားများကအုပ်ဆောင်နေခြင်းလည်းဖြစ်ပါတယ်။တရုတ်ရဲ့ဝင်ရောက်ဆော့ပတ်မှုကြောင့်မြောက်ပိုင်းမှာအရှိန်ကျသွားပြီမယ်လေ။ဂျန်နဲ့ဒိုင်းဟင်းသားပွဲများကတခြားနေရာများမှာအရှိန်မြင့်တိုက်ခိုက်လာနေပါတယ်။တရုတ်ရဲ့စစ်မှန်ကိန်းများဟာဒိုင်းဟင်းသားတပ်များရဲ့ထိန်းချုပ်နယ်မြေများအတွင်းမှာရှိနေပြီး၎င်းတို့ပေါ်ပြီးချင်းအောစာအာနာနဲ့အကန့်တက်နေတာရှိနေပါတယ်။တစ်ဖက်မှာအမေရိကန်အာဆီယံနဲ့ဒေတာရင်းနိုင်ငံများက မြန်မာတို့ရဲ့ဒေါ်လာရဲ့အင်အားခြေထွားလာနိုင်မှုကိုအသေးမှတ်ပြုလာကြပေမဲ့လည်းသတိချီချီထားနေကြဆဲပင်ဖြစ်ပါတယ်မြန်မာတို့ရဲ့ဒေါ်လာရင်းဟာပျောက်ကြားဒေါ်လာမှုနေဥပဒေသားများကိုအထက်တပံပြန်လဲရေးဆွဲပေးလိုက်ပြီဖြစ်ပါတယ်သို့တော်လည်းလုံမြောက်နေမိတယ်မှာအုပ်ချုပ်ရေးကွယ်ပြားနေတဲ့နိုင်ငံရေးရီမန်းချက်များနဲ့တူစကောင်းစီလုံတင်းငင်ရေးကိုအမခနိုင်ပုံမှာစိန်ခေါ်မှုတွေရှိနေပေမဲ့အခြေအနေနဲ့လည်းရုံးကြီးတွေဆောင်ရွက်နိုင်ဆောင်ကတပန်းတာနေပါတယ်နေပြည်တော်ရဲ့ကြဆောင်ကန်းဟာလက်တလော့ဖျက်မလာနိုင်သေးပေမဲ့စကောင်းစီဟာနိုင်မရတော့မဲ့စပွဲကိုတိုက်နေကြပါပြီဖြစ်ပါတယ် ၎င်းတို့ရင်ဆိုင်နေရသူများကလည်းရခင်ငါထက်ပင်ကြောချင်းကဲ့ရင်ချင်းကဲ့ဖြစ်လာခဲ့ပြီးတော့စိတ်သက်ခိုင်မာစွာနဲ့လူရင်းလိုသူလိုပြူဟာကိုပြောင်းလဲတိုက်ခိုက်နိုင်စွာရှိလာပြီဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်ဆဲမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးဒီနားဆင်ခဲ့တဲ့တရင်ပြတ်တမ်းများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြပါတရင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြအွှန်လန်းချမ်းမြေကြပါစေခင်ဗျာ။